ပရိသတ်များလုံးမင်္ဂလာခင်ဗျာအခုဒီနေ့ညမှာတော့ကျွန်တော်တို့ရဲ့ MMA Fighter Snack ထိုးခဲ့တဲ့ပွဲစဉ်ဝယ်ပြီးဆုံးသွားခဲ့ပါပြီ One Friday Fight 104ရဲ့စတမမြောက်ပွဲစဉ်၆ပွဲမြောက်ပွဲစဉ်ဖြစ်ထိုးခဲ့တဲ့ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲစဉ်မှာကျွန်တော်တို့ရဲ့ MMA Fighter Snack ကအဆုံးရလနဲ့ကျုံဆုံရင်ဆိုင်သွားခဲ့ရပါတယ်ဒီပွဲစဉ်ကို1ကတကက်ခေါင်းပွဲပွဲစဉ်အတာရှေ့မှာ story တွေပိုင်းနဲ့သေချာတင်ဆက်သွားခဲ့တာပါဒီတော့ A story ရဲ့မှာ ဒါဆွန်နပ်ပြောခဲ့တဲ့အတိုင်းပေါ့လေဒီပွဲတာနိုင်ခဲ့ရင်သူ့ကိုအမေရိကန်ဒေါ်လာတသိန်းနဲ့စာအုပ်ကြီးပေးဖို့ဖြစ်နိုင်လောက်တယ်ဆိုတာဟာတကယ်ဖြစ်နိုင်ချေရှိခဲ့တဲ့အခြေအနေဖြစ်ပါတယ်ဗျဒါပေမဲ့ကျွန်တော်တို့ရဲ့မဖိုင်တာဆွန်နပ်ဟာရှီတလန်အလိုမှာ အမေရိကန်ဒေါ်လာတသိန်းနဲ့စာအုပ်ကြီးနဲ့လွဲချော်သွားခဲ့ရပြန်ပြီလို့ပြောတော့မလို့ပါပဲဘာကြောင့်လဲဆိုတော့ဒီပွဲမှာဆွန်နပ်အကောင်းဆုံးကြိုးစားခဲ့တယ်ဒါပေမဲ့ရလာကမကောင်းခဲ့ဘူးပေါ့လေသူဟာ time fighter ခန့်ပွန်နိုင်ကိုအမှတ်ဆုံးပြတဲ့နဲ့ရှုံးပေးလိုက်ရတယ်။အခုမတိုင်ခင်ပွဲစဉ်တွေမှာအမှတ်ဆုံးပြတဲ့နဲ့ဂျန်ဘက်တွေပေါ်အသာစီးယူခဲ့တဲ့ဆွန်ရခါဒီပွဲမှာတော့အမှတ်ဆုံးပြတဲ့နဲ့အရင်နေသွားခဲ့ရပါတယ်ခင်ဗျ။ခန့်ပွန်နိုင်တဲ့ဆွန်ရတို့ရဲ့ပွဲစဉ်ကတကယ်ကိုကြီးကောင်းခဲ့ပါတယ်။ပွဲမစခင်သူတို့နှစ်ယောက်ရဲ့စကလုံးတိုက်ပွဲရလဲပြင်းထန်ခဲ့တယ်လေ။ဆွန်ရဆိုရင်ပထမပွဲကြီးမှာတော့ခန့်ပွန်နိုင်ကိုအလဲထုတ်ပြမယ်ဆိုတာမျိုးပြောခဲ့တာရှိတယ်။ခန့်ပွန်နိုင်ကလည်း သူဟာဆွန်ရက်ကိုရှော့မတွက်ထားဘူးငါးပွဲဇက်တိုက်အနိုင်ရထားတဲ့ဖိုင်တာဖြစ်လို့ဒီဖိုင်တာဟာတကယ်ကိုအနေကြီးမားတဲ့ဖိုင်တာဖြစ်တယ်ဆိုတာသိတယ်ဒါပေမဲ့ဆွန်ရက်ရဲ့မျောလင့်ချက်တွေကိုသူဖြတ်စီးပြမယ်ဆိုတာမျိုးထုတ်ပြောထားခဲ့တယ်တကယ်ပွဲကစားတဲ့အချိန်မှာလည်းပွဲကောင်းတစ်ပွဲဖြစ်ခဲ့တယ်ပြောရမယ်ဆိုရင်ဗျာနှစ်ယောက်ကပူးကပ်ပြီးတော့လုံးထွေးသွားတဲ့အချိန်မှာတော့မှဒန်လူကြီးကပွဲရတာကိုလုံးဝပြတ်စီအောင်ဘာဖြစ်လို့လဲဆိုတော့နှစ်ယောက်လုံးကစီးပြင်းစီကန်းပေါင်းတဲ့ကနေအဲ့လိုပူးကပ်သွားတဲ့အချိန်မှာလက်တီချက်တွေပြစ်လို့တာ ဒုတိယချက်တွေနဲ့အပြိုင်နာတွေကိုကျွန်တော်မြင်တွေ့ခဲ့ရတယ်ဗျအထူးသဖြင့်ခန်းပွန်တိုင်းကစွန်ရရှေကန်ချက်တွေကိုလက်နဲ့ဖမ်းရှုပ်တယ်ဖမ်းရှုပ်ပြီးတော့တစ်ဖက်ကလွတ်နေတဲ့သူ့ရဲ့လက်နဲ့ပေါ့လေစွန်ရကိုလက်တိချက်တွေပြန်ပစ်လှုပ်ပြီးတော့ကျိုးဝမ်းကျိုင်းပေါ့လဲသိပ်ဖို့စူးစမ်းတွေရှိခဲ့တယ်ဒါပေမဲ့ရှီတော့ကိုအဲ့လိုဖမ်းပြီးတော့လဲကြဖြစ်တဲ့အတွက်ဟိုအမှတ်စဉ်ရေးတွက်တာတော့စွန်ရမခံခဲ့ရဘူးပေါ့လေစွန်ရကလည်းသူ့ရဲ့ရှေကန်ချက်တွေလက်တိချက်တွေနဲ့ခန်းပွန်တိုင်းကိုပြင်းထန်ထန်ဖိအားပေးနိုင်ခဲ့တယ်ခင်ဗျာ တကယ်ကိုပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်ဘသူနိုင်မဲဆိုတာလုံးဝမှန်းဆလို့မရတဲ့အခြေအနေမျိုးပေါ့လေအဲ့တော့ကျွန်တော်ကတော့ကိုမြန်မာဖိုင်တာကိုအားပေးတယ်ပြီးတော့မြန်မာဖိုင်တာစွန်ရက်ကိုအမေရိကန်ဒေါ်လာတစ်သိန်းနဲ့စာအုပ်ကြီးရစေခြင်းနဲ့စိတ်ကလည်းရှိနေခဲ့တာကိုအဲ့တော့နောက်ဆုံးဆုံးဖြတ်တဲ့အချိန်မှာအော်စွန်ရက်ကတော့ Fairdesk ကဒီလိုအမှတ်ဆုံးဖြတ်ချက်အချိန်ကိုရောက်လာရင်ဒိုင်လူကြီးက Fairdesk ဖိုင်တာကိုအများကြီးကြည့်ပြီးတယ်စွန်ရက်တော့၆ပွဲဆက်နိုင်ပြီထင်တယ်လို့တွေးလိုက်မိသေးတယ်ပေါ့လေ ဒါပေမဲ့ဒီချိန်မှာတော့ဆွမ်းကန်ဆိုးသွားခဲ့ပါတယ်။မပိတိုင်လူကြီးကခန့်ပွန်နိုင်ကိုအနိုင်ပေးလိုက်ကြတယ်ဗျ။ပထမပွဲကြီးမှာမပိတိုင်လူကြီးကခန့်ပွန်နိုင်ကိုအနိုင်ပေးခဲ့တယ်။ဒုတိယပွဲရှိမှာတော့ဆွမ်းကိုအနိုင်ပေးခဲ့တယ်။အဲတတိယပွဲရှိရဲ့ဒါအနေထားကအဆုံးဖြတ်ဖြစ်သွားတယ်။အဲတတိယပွဲကြီးမှာတော့မပိတိုင်လူကြီးကခန့်ပွန်နိုင်ကိုအသာစီးပေးပြီးတော့အနိုင်ပေးလိုက်တယ်ဗောလေ။အဲတော့ split decision နဲ့ပဲခန့်ပွန်နိုင်ကအနိုင်ရသွားခဲ့တယ်ဗော။ခန့်ပွန်နိုင်ကရှေ့မှာနှစ်ပွဲဆက်တိုင်နိုင်တာဖြစ်တဲ့အတွက် အခုဆိုရင်၃ဘွဲ့ဇတ်တအနိုင်ရလောက်ကိုရရှိသွားကြတာဖြစ်ပါတယ်။စွန်ရက်ကတော့ရှေ့မှာ၅ဘွဲ့ဇတ်တအနိုင်ရရှိခဲ့ပြီးပြီ။ဒီဘွဲ့နိုင်သူဒီ၆ဘွဲ့ဆက်အနိုင်ရလနဲ့အတူအမေရိကန်ဒေါ်လာသင်းတဲ့ဆာဥဒီရဖို့ရှိနေကြတာပေါ့လေ။ဒါပေမဲ့အခုတော့အဲ့ခွင့်ရေးကိုစွန်ရက်ကဆုံးရှုံးသွားကြရပါတယ်။သူ့အနေနဲ့အခုရှေ့နေတဲ့အရာ1 Friday 5မှာပဲဆက်ပြီးတော့ဘွဲ့ရီထိုးရအောင်ပါပါ။အမေရိကန်ဒေါ်လာသင်းတဲ့ဆာဥဒီရဖို့အခွင့်ရေးကိုသူရောက်နိုင်မှုစူးစမ်းရမယ်ပေါ့လေ။ ဆိုတဲ့အနေနဲ့ရှေ့လာပွဲစဉ်တွေမှာအကောင်းဆုံးရလဒ်တွေကိုရအောင်နိုင်ပါစေရှေ့ကလိုပဲနိုင်ပွဲတွေဆက်တိုက်ရအောင်ပြီးညီမပြိသက်တွေကိုပျော်ရွှင်မှုတွေပြန်ပေးနိုင်ပါစေလို့ဒီနေ့အနေဆုတောင်းပေးလိုက်ပါရခင်ဗျာကြည့်ရှုအားပေးတဲ့ပြိသက်အားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ